ံဖိုးနေပြီးပေါများပြီးမဲ့ကောင်းကျိုးများတဲ့ကစွန်းယိုးနီကစွန်းယိုးနီကိုလေကစွန်းလို့လည်းခေါ်ပြီးတော့ကစွန်းမျိုးယိုးကတော့ကိုဝလဝရေးဖြစ်ပြီးတော့ရုတ်ခဗေဒအမည်ကတော့ Ipomia aquatic fox ဆိုပြီးတော့ခေါ်ဆိုကြပါတယ်သူက အပင်တနစ်ဒါမှမဟုတ်နနစ်ကြာခန့်ရေလျှောက်ပင်ဖြစ်ပါတယ်ပင်စီယိုးနေပြီးတော့ခေါင်းပွားပါတယ် အစ်စ်တွေကနေအမြစ်တွေထွက်ပြီးရွက်နာခရမ်းရောင်တမ်းပါတယ်အပွင့်ကြီးပြီးခရမ်းဖြော့ရောင်ရှိပြီးတော့ခေါင်းလောင်းပုံလိုဖြစ်ပါတယ်တင်းကျွတ်မှာတဘိုးသွေးလအသွင်းပွင့်ပါတယ်အသီးကတော့အချင်းတလက်မဒါမှမဟုတ်နလက်မခန့်ရှိပြီးတော့လုံးဝင်ပါတယ်အစိတ်လေးစိတ်ဒါမှမဟုတ်နဆိတ်ရှိပြီးတော့ပိုးသားလိုမျိုး အမွေးများရှိပါတယ်တဘိုးသွေးတပေါင်းလှမှာပြီးမဲ့ပါတယ် မြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့ရေမြောင်ရေကန်များနဲ့လေကွက်များမှာအလေးကျပါရောက်သလိုစိတ်ပျိုးပင်အဖြစ်လဲစိတ်ကြပါရယ်ကစုံယိုးနီနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံစေးကျမ်းများအလိုအရခြွေ၍အေးတဲ့နှုတ်ရည်ကို ဖြစ်စေတဲ့ရေနိုင်ဖြစ်တဲ့ပိုးတို့ကိုပယ်တတ်တယ်လေတလိုက်ကို ဖြစ်စေတဲ့အစိတ်ကို ပြေစေတဲ့အရွက်ရည်ဟာပြီးလောင်တာစီးနဲ့ပတ်သက်တဲ့ ယောဂာနဲ့ပူလောင်ခြင်းတို့ကိုပျောက်ကင်းစေပါတယ်။ဒါတွေကတော့ကစွန်းနီအကြောင်း အကျဉ်းလေးပါ။ဒါဆိုရင်တော့ကစွန်းယောနီအကြောင်းအကျဉ်းလေးသိရပြီဆိုတော့အသုံးပြုပုံနီလန်းတွေကိုပြောပြပေးပါတော့မရှင်။ This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. ပြုလုပ်နည်းနံပါတ်၁ကစုံရိုးနီကို စားရည်ဖြင့်တေချာစွာဆေးကြောပါနံပါတ်၂မကြည်သည့်စားအနှဲငယ်နဲ့ကြိတ်နစ်သက်ပါကထညက်တို့ကိုထည့်ပြီးပြုတ်နိုင်ပါတယ်နံပါတ်၃ရေမြုပ်အောင်ထည့်ပြီးတော့စူပွက်လာပြီးဆိုရင်ကစုံရိုးနီများကိုတစ်ဖက်လံပေးပြီးအနည်းဆုံးမိနစ်၃၀ခန့်တည်ထားပေးပါ နံပါတ်၄မနက်သခွက်နဲ့ညအိပ်ရောင်ဝင်ခါနီးအစာနဲ့ဝေးချိန်မှာသခွက်တောက်ပေးပါ။တောက်သုံးတင်းနဲ့ပမာဏကတော့တစ်ဘက်ကိုအနည်းဆုံး၄ရက်မှ၃ရက်ခန့်တောက်သုံးတင်းပြီးနေ့တိုင်းတောက်သုံးနေပါကပိုရစ်ကောင်းပါတယ်။ကြရှိတဲ့ကစွန်ယိုးနီများကိုငပိရည်နဲ့သူစားပါက ထမင်းငိမ့်စီပါတယ်။သွေးတူသမားများတတိထားပေးပါ။ကစွန်ယိုးနီပြုတ်ရည်ဟာ သွေးသားကို တန့်စင်စီပြီးကိုသွင်းအပူကိုကင်းစေကအသားအရည်ကိုပါကြည်လင်လာစေပါတယ်။အမျိုးသားအမျိုးသမီးမရွေးတောက်သုံးနိုင်ပါတယ်။ဒီနေရာမှာသူရပောင်ကြတတ်တဲ့သူဆိုရင်တော့တတိထားပေးပါ။ဒါအပြင်နံပါတ်၁ကဆူရွက်ရည်ကိုမီးလောင်နာ ရေငက်နာစီးမဲ့ပတ်သက်တဲ့အဖျားတွေတက်တာစီဖို့အတွက်၎င်းအစိမ့်အတောက်ပြည့်စင်ရန်အတွက်၎င်းသုံးပါတယ်။ နံပါတ်2အရွက်ကိုဟင်းချက်စားမယ်ဆိုရင်သွေးဝမ်းသက်သာစေပါတယ်။နံပါတ်3စီးအိမ်မှာစီးရှိပါလေစီးပထွက်ခြင်းနဲ့ဓမတာလွန်ခြင်းတွေအတွက်ကစွန်ရွက်ကိုဘူးရွက် မကြီးရွက်တို့နဲ့အမျှကြိုက်ပြီးတော့ဆံမုတ်ညံ့ညံ့နဲ့ဖျော်ပြီးစီးခုံပေါ်တင်ထားပါက15မိနစ်အတွင်းစီးကျဆင်းလာပါတယ်။ဓမတာလွန်ခြင်းကိုလည်းရန်တန့်စေပါတယ်။နံပါတ်၄ကစွန်ရွက်ကို ပြုတ်တော့ပါက ရင်ပြစ်ဝမ်းကြားတတ်တာစီပါတယ်။နံပါတ်၅ကစုံရက်ကိုထညက်မကြီးမဲနဲ့စားထက်ပြီးကြိုတောက်ပါက စီးကြောက်တဲ့ခြင်းနဲ့တကွစီးဝေဒနာဟုသမျှကင်းစင်စေပါတယ်။နံပါတ်၆ငမ်းမန်းရှိတဲ့အနာကိုဘူးရက်များနဲ့ရောဆက်ပြီးတော့ရေဆိုင်ပြီးအနာကိုဆွတ်လိုင်းခြင်းအပြင်ငမ်းမန်းကြစေနိုင်ပါတယ်။အထက်ပါကျမကြီးအတွက်တာမကပါဘူးနော်။ ။စပင်းအတွက်လည်းတကယ်အသုံးဝင်တဲ့အပင်မှာပြုလုပ်ရမယ့်နီလန်းကမလကာ၁၀ရွယ်၊ကစွန်းယွန်းဤတစီ၊တမာရွယ်၂၀လင်းညင်းပွင်း၁၀ပွင်းကျွတ်တနီနှလုံးရဲ့အခွန်တွေကို ရောပြီးတော့ရေ900မီလီမီတာနဲ့ခုမနစ်ပြုတ်ရလာတဲ့အရေကိုစစ်ထားပြီးတော့အအေးခံဘူးတဲ့ထည့်ထားပါ။ခြားဆောင်လက်နှစ်စစ်ကိုဘေးနှစ်ဖက်လီအဝါစီပြောင်းအောင် ရေးစီပပါလီ အုံးစီစစ်စစ်၅ချက်သားနဲ့မီးနွဲ့နွဲ့နဲ့ကြောရှားဆောင်ကျွတ်လာပြီဆိုရင်စစ်ထားအေးခံပြီးတော့ဘူးတဲထဲပါကိုခေါင်းဆောင်မဲ့နေမှာရှားဆောင်နဲ့အုံးစီကြော်ထားတဲ့အစီကို လိုတလောက်လိမ့်ပြီးတော့နာယီဝက်ပေါင်းထားပါ အချိန်ပြည့်ရင် ခုနက ပြုတ်ထားတဲ့အရွက်အရည်တွေကိုခေါင်းအနက်ဖြင်းညင်းစွာလိမ့်ပါ၁၀မိနစ်ထားပါ၁၀မိနစ်အတွင်းမှာပြုတ်ရည်ကိုခဏခဏလိမ့်ပေးပါ ပြီးရင်တော့ခေါင်းလျှော်ချလိုက်ပါတခြားပေါ့စံသားတွေလပကျမ်းမာလာပါလိမ့်မယ်ဒါတွေမကပါဘူးနော်နောက်ထပ်နောက်ထပ်ကောင်းကျိုးလည်းရှိပါသေးတယ်နံပါတ်၁အသေးကျမ်းမာရေးပြဿနာတွေကိုတက်သားစေနိုင်တယ်ကစုံရုံးနေကိုအာယုဘေဒဆေးပညာမှာအတဝါနဲ့အသေးကျန်းမာရေးပြဿနာတွေဖြစ်ပေါ်တဲ့အခါအတုံးပြူကုသလေးရှိကြပါတယ်။အစာအစာတွေမှာပါဝင်တဲ့ဓာတ်ထုပစ္စည်းတွေနဲ့ အရင်အလွန်အကျွံတောက်တုံးခြင်းကြောင့်ဖြစ်ပေါ်တဲ့အသေးပြဿနာတွေကိုကစွန်းယွန်းနီပြုတ်ရင်နဲ့ကစွန်းယွန်းနီစားတုံးခြင်းကတက်သားစေနိုင်တယ်လို့အာယုဗေဒဈေးပညာကျမ်းမှာဖော်ပြထားပါတယ်။နံပါတ်၄သွေးအားနည်းခြင်းကိုတက်သားစေနိုင်တယ်။ကစွန်းယွန်းနီမှာတန်ဓာတ်ကျေဝါစာပါဝင်တာကြောင့်အမျိုးသမီးတွေမှာဖြစ်လေရှိတယ်။သွေးအားနည်းဝေဒနာနဲ့ကိုယ်ဝင်ဆောင်စဉ်ဖြစ်ပေါ်တဲ့ကိုယ်ဝင်ဆောင်သွေးအားနည်းဝေဒနာတွေကိုတက်သားပျောက်ကင်းစေနိုင်ပါတယ်။ နံပါတ်3အမြင်အာရုံကို ကောင်းမွန်စေတယ်။ကစုံရုံးနေမှာဗီတာမင် A လက်တင်နဲ့ကာရိုတန်နှွိုက်တို့မြင့်မားစွာပါဝင်တာကြောင့်အသက်အရွယ်ကြောင့်အမြင်အာရုံလျော့နည်းလာခြင်းနဲ့မျက်စိမုန်ခြင်းတို့ကိုတက်တာပြောက်ကင်းစေနိုင်ပြီးမျက်လုံးကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နံပါတ်4နှလုံးကျန်းမာရေးပြဿနာတွေကိုလျော့နည်းစေနိုင်တယ်။ကစုံရုံးနေမှာဗီတာမင် A ဗီတာမင် C နဲ့ ဗီတာကယ်ရိုတင်တို့ပါဝင်တဲ့အတွက်ခန္ဓာကိုယ်သွေးကိုလက်စထရောမြင့်မားမှုကြောင့်နှလုံးသွေးကြောကျဉ်ခြင်းနှလုံးအဆီဖုံးခြင်းရုပ်တရည်နှလုံးရပ်တန့်ခြင်းနဲ့လေပြတ်ခြင်းတို့ကိုလျော့နည်းစေနိုင်ပါတယ်။နံပါတ်၅ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတယ်။ကစွန်းရိုးနီမှာပါဝင်တဲ့ဗီတာမင်စီဓာတ်ဟာခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်စေပြီးကိုယ်သွေးအဆိပ်အတောက်တွေကိုလျှော့ချပေးနိုင်တာကြောင့်ကူးစက်ရောဂါနဲ့အအေးမိဖျားနာခြင်းတွေကို ကောက်ွယ်ပေးနိုင်ပါတယ်ဒီလိုကောင်းကျိုးတွေရရှိစေတာဘာကြောင့်လဲဆိုရင်သူ့မှာအစာချေဖြတ်စနစ်ကို အားကောင်းစေတဲ့အမြင်ဓာတ်တန်ဓာတ်ဗီတာမင် A ဗီတာမင် C စတဲ့အာဟာရဓာတ်တွေပါဝင်တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မိုးရာဒီကာလမှာပိုပိုမြမြတွေ့ရတဲ့ဇီနုံအားဖြင့်လဲခြုံတာတဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းကျိုးတွေများစွာရှိတဲ့လေကစွန်းလို့ခေါ်တဲ့ကစွန်းယိုနီကို မကြမကြချက်စာသူစာ တောက်ပေးကြပါလို့အကြံပြုပါစေရှင်။အဆုံးထိနာစင်ပေးလို့ဂျေဇုတူသင်ရှိပါရယ်ရှင်။ကိုစိတ်နှပြစမ်းမှချမ်းသာကြပါစေရှင်။